တောတွေကဥခုံးမှုတောတစ်ခုမှာငံများအလုံးတူတကွပျော့ပျော့ရွှင်ရွှင်နေထိုင်ကြပါတယ်။သူတို့ကတယောက်ကိုတယောက်လိုအပ်တဲ့ချိန်ဆိုရင်အမြဲတမ်းကူညီလေးရှိကြတာပေါ့။ငှက်တရားလုံးသူတို့ရဲ့ဝမ်းရည်တွန်းတမျိုးတလီလုံးလုံးကြတာပေါ့။တောလေမှာငှက်တွေကဈေးတစ်ခုဖွင့်ထားပြီးကုန်သွယ်လုပ်ငန်းကိုလုပ်ကြတာပေါ့။မီနူးငှက်ကစပနံကိုရောင်းချပါတယ်။ရာနူးငှက်ကထင်းရောင်းပါတယ်။တုန်နီကငှက်များအတွက်အစားအစာရောင်းပါတယ်။ ကာလူကြီးကကတော့ငါမျိုးမျိုးရောက်ပါတယ်။အဲ့ဒီတော့မှပဲလာသူငတ်ကတပန်းပင်တပင်ပေါ်မှာခင်မုန်းနေဖြစ်သူနဲ့အတူအတိုက်ဆောက်ပြီးနေထိုင်တာပေါ့။သူမရဲ့ခင်မုန်းဟာရွှေလင်းရုံဘရင်ရဲ့နန်းတော်မှာ အလုံလုံတာပါ။သူတို့ရဲ့လာစားကအိမ်စည်းအတွက်သာလုံလောက်တာကြောင့်လာသူရဲ့မိသားစုကဆင်းရဲပါတယ်။ဒါကြောင့်သူမကကာလူကြီးကရှိမှအလုံးဝင်ကူညီပေးလေရှိပြီးကာလူကသူမကိုလှူအားကပေးလေရှိပါတယ်။ ။ဒီလိုနဲ့ပဲလာသူရဲ့ဘွားက ကောင်းမွန်စွာရှေ့ဆက်နေကြတာပေါ့။တရက်မှာတော့ရာနုငတ်ကအတန်ကျဲကြီးနဲ့အော်ဟစ်လိုက်ပါတယ်။ဒါပါဖြစ်သွားတာလေ။ငါ့ဦးလေးဘယ်ရောက်သွားတာလဲ။ရပောင်းများစွာကြမှာငါမိခင်ဖြစ်တော်မှာ哦။တရက်ရောက်ကဒါဦးမနာလူဖြစ်ပြီးဦးလေးခိုးသွားတယ်။ဘာသူလဲ။ငါ့ဦးလေးခိုးသွားတဲ့သူသူ့ငါလုံးဝခွင့်မလွတ်ဘူး။ယခုချိန်ထိဒေါ်ရင်မှာအရာအလုံးအေးချမ်းတာယာနေခဲ့ပါတယ်။ဒါပေမဲ့ဒီမနက်မှာတော့ ဥတခိုးတကောင်ကြောင့်မနက်အစောပိုင်းမှာငိုကြွေးအောင်ဟစ်တန်နေကတစ်တောင်းတစ်ခုလုံးမှထွက်ပေါ်လာခဲ့ပါတယ်။အိုးဖယားကြီးငါ့ဥတွေကိုလည်းတယောက်ယောက်ကခိုးသွားပြီ။အခုငါဘာလုပ်ရတော့မှလဲ။ဒါပါရီဖြစ်နေတာလေ။မနက်အစောကြီးတော်တဲ့မှာကတ်တွေရဲ့ငိုတန်တွေဘာကြောင့်ကြားနေရတာလဲ။ဟုတ်တယ်။ငါလည်းဒါကိုပဲတွေးနေတာ။သွားကြစို့။သွားကြည့်ကြမယ်။လာနုံနဲ့ဘလူးငတ်တီရာနူးငတ်စီကိုရောက်လာကြတော့တာပေါ့။ ရာနူးငါကလည်းအတန်ကျဲကျဲနဲ့ငိုကြွေးနေပါတယ်။ဟေးရာနူးဘာဖြစ်တာလဲ။မင်းဘာလို့ငိုနေရလဲ။လာတို့မင်းကိုဘလို့ပြောပြရမလဲ။မင်းကငါဦးနှလုံးဥခဲ့တယ်။ငါရမ်းပျော်နေခဲ့တာ။အဲ့ဒီဥတွေကိုငါရမ်းခရူးစိုက်ခဲ့တယ်။ဒါပေမဲ့ဒီမနက်ငါနိုးလာတော့ငါဥတွေပျောက်သွားပြီ။အခုငါဘာလို့ရမလဲ။ဘာမှနားမလဲတော့ဘူး။သူတို့ရဲ့စကားတွေကိုမီနူးမမကအပေါ်ကနေကြားနေခဲ့တာပေါ့။ သူမကသူတို့ရှိတဲ့နေရာကို ရောက်လာပါတယ်။အနီးနားမှာရှိတဲ့တခြားငှက်တွေကလည်းရာနူးငှက်ရဲ့အတိုင်းနားရှိကိုရောက်လာကြတာပေါ့။"အိုးတနားစရာလေးသူ့အတွက်တော်တော်ဆိုးတဲ့ဖြစ်ပဲ။ကောင်းတာကငါကတော့တကောင်နေနေတာ။ဒီလိုပြဿနာတွေငါမှမရှိဘူး။တကောင်နေနေအေးအေးဆေးဆေးဘဝကိုပျော့ပျော့နေလိုက်။မီနူးမမမင်းပါရီပြောနေတာလေ။ရာနူးကဒီလောက်ဒုက္ခရောက်နေတာကိုမင်းသူ့ကိုလှောင်နေသေးတယ်။အချိန်လေးကိုနည်းနည်းသတိထားပါအောင်။" အေးပါအေးပါငါမဆက်ပိတ်လိုက်ပါဘူးငါဘာသာငါအလုပ်ရှိတယ်မင်းလိုငါအလုပ်ကိုလွှဲအောင်လုပ်ပေးမဲ့အလုပ်သမားတွေငါမထားထားဘူးအမကလည်းဗျာအေးအေးဒါဆိုငါသွားပြီရာနုငတ်မင်းမငုံနဲ့ဈေးကိုသွားရင်မင်းရဲ့ဒုက္ခကိုဘယင်ကြီးကငါတင်ပြလိုက်မယ်သူကဒီပြဿနာကိုဖြေရှင်းပေးလိမ့်မယ်ဟုတ်တယ်ကာလူဒါကောင်းတဲ့အချက်ပဲငါနဲ့မင်းနဲ့အတူလိုက်ခဲ့မယ်ဒီလိုနဲ့ညကိုရောက်လာခဲ့ပါတယ်ငှက်တီအားလုံးကပင်မမီး သူတို့ရဲ့အတိုက်တွေမှာပဲအိမ်ရန်ပြင်ဆင်နေကြပါတယ်။ပုံမှန်နေ့တွေမှာတော့အားလုံးအေးချမ်းစွာအိပ်ပျော်သွားကြပါတယ်။ဒါပေမဲ့ဒီနေ့မှာတော့တောထဲမှာထူးဆန်းတဲ့တိတ်ဆိတ်မှုတစ်ခုဖြစ်ပေါ်နေကြတာပေါ့။ဒီလိုနဲ့ငှက်များအားလုံးအိပ်ပျော်သွားခဲ့ကြပါတယ်။မနက်မိုးလင်းတာနဲ့ဘူဘူးငှက်ရဲ့ငိုကြွေးတံကြောင့်ငှက်များအားလုံးအိမ်ရာခံနေနူးလာကြပါတယ်။ငှက်ဦးတွေလည်းတယောက်ယောက်ကခိုးသွားပြီးငှက်ရှင်မှာဘာမှမကြံတော့ဘူး။ ငှက်တင်အားလုံးကပူပူငှက်ရဲ့အတိုင်းငါးကိုရောက်လာကြတာပေါ့မနေ့ကတော့အားလုံးကရာနုငှက်ကိုနှစ်သိမ့်ပေးနေခဲ့ကြတယ်ဒါပေမဲ့ဒီနေ့မှာတော့အားလုံးရဲ့မျက်လုံးတွေကပြူးကုန်ကြပါတယ်သူတို့ကဒီဖြစ်ရက်တွေကိုကြောက်ရွံ့လာကြတာပေါ့ဘာဖြစ်လို့လဲဆိုတော့နောက်တစ်ချိန်မှာသူတို့ရဲ့အလဲရောက်လာမှာကိုသိထားကြတာကြောင့်ဖြစ်ပါတယ်ဟေးငါတို့ဘရင်ထံသွားကြစို့ဒလူနေပင်ဥပြောက်တဲ့တဲ့င်းကဘရင်ထံကိုရောက်သွားခဲ့ပါတယ်ငါတို့တောထဲမှာ ဒီလိုလုံရဲတဲ့သူဘသူဖြစ်နိုင်မလဲဘသူပဲဖြစ်ဖြစ်သူ့ကိုရှာတွေ့တဲ့သူကိုဆွလက်အနေနဲ့တစ်ပင်ကြီးပေါ်မှာအလကားအတိုက်ဆောက်ပေးမယ်။ဘယင်ကကြီးညာချက်ထုတ်ပြန်ပြီးလာတုံကကအလုံးကိုစိတ်ပူပန်နေကြတာပေါ့။ဘာဖြစ်လို့လဲဆိုတော့ရန်နေငယ်တွင်မှာသူမှလည်းဥဥတော်မျိုးဖြစ်ပါတယ်။လာတုံမင်းစိတ်မပူနဲ့ငါမင်းနဲ့အတူရှိနေတယ်။ဥဥပေါ်နှစ်ရက်သုံးရက်လောက်ပဲကျန်တော့တယ်။အဲ့ဒီအချိန်တွင်ငါတို့အားလုံးပေါင်းပြီးအဲ့ဒီဥတကူးကိုတွေ့အောင်ရှာကြမယ်။ အခုငါလှုပ်သွားတော့မယ်မင်းတီနေအိမ်ကိုစောစောပြန်လာခဲ့ဟုတ်ကဲ့ပါရှင်ဘလူးငတ်နဲ့လာဒုံငတ်တို့ကသူတို့အလုပ်စီကိုထွက်လာခဲ့ကြတာပေါ့ပုံမှန်အတိုင်းလာဒုံငတ်ကကာလူးကြီးကန်းကိုဈေးကူရောင်းပေးပါတယ်ငတ်တီအားလုံးကလည်းဈေးရောင်းနေခဲ့ကြပါတယ်အဲ့ဒီအချိန်အတွင်းလက်ထာကြီးတစ်ကောင်ကဥမြောင်းစွာကိုယူဆောင်လာပြီးတွန်လဲတစည်းပေါ်မှာဥတွေကိုချထားလိုက်ပါတယ်အားလုံးကလည်းသူ့ကိုအံ့ဩစွာကြည့်နေကြတာပေါ့ကာလူးကိုရင် အဲ့ဒီငှက်တဲ့ကဘာတူလဲဒီတော်ထဲမှာသူ့ကိုတစ်ခါမှမမြင်ဘူးဘူးဟုတ်တယ်လားတို့ငါလည်းဒီတော်ထဲမှာသူ့ကိုတစ်ခါမှမမြင်ဘူးဘူးအားလုံးကအံ့ဩစွာသူ့ကိုဝိုင်းကြည့်နေကြပါတယ်ထိုအခါလဒါကပြောလိုက်ပါတယ်ငါနာမည်ကဘာတလာပါဘေးကတော်ထဲမှာနေပါတယ်ဒီတော်ထဲမှာငှက်တီတူတကွဈေးကြီးတစ်ခုဖွင့်ထားတယ်လို့ကြားတယ်ဒါနဲ့ငါလည်းဒီမှာကိုပိုင်စီးပွားရေးစလုပ်မယ်လို့စဉ်းစားလိုက်တာဘယ်သူမှကန့်ကွက်စရာမရှိဘူးမဟုတ်လားမရှိပါဘူး ဘာကန့်ကွက်စရာရှိမှလဲမင်းစိတ်ချလက်ချမင်းရဲ့အလုပ်ကိုစလိုက်ပါငါကတော့မှတ်တမ်းဟာတမျိုးတလီစီးပွားရေးလုပ်တင်တယ်လို့ထင်နေလာမင်းရဲ့ဆိုင်ဖွင့်ပွဲကိုစလိုက်ကြရအောင်ငါ့ကိုဥကောင်းကောင်းလေးတလုံးပေးပါဟာမီနုမမမင်းမာရီပြောနေတာလေသူ့အချောင်းကိုစစ်ဆေးရမယ်စာမင်းသူ့စီကဥဝယ်ဖို့ပြောနေတယ်မမြင်ဘူးလားအဲ့ဒါကြီးကတားရဲငက်ကြီးပဲတစ်ချက်သေးနဲ့ငါတို့အားလုံးရဲ့လေဘင်းတွေဖြတ်ပြစ်နိုင်တယ်သူ့ကိုစိတ်ဆိုးအောင်လုပ်လို့မရဘူး မီနူးမမကလက်တာထမဥတလုံးယူလိုက်ပါတယ်။ညရောက်တော့အဲ့ဒီလက်တာကြောင့်ဒီဦးကြီးကိုငါလည်းပဲမှဆွဲထားရတော့မယ်။ဒါကိုဂယုဆိုင်ရင်ငါကောင်းမှကျိုးသွားနိုင်တယ်။အဲ့ဒီအချိန်မှာပဲလာတို့ငတ်ဒီဥတလုံးဥလိုက်ပါတယ်။ဘလူးနဲ့လာတို့ငတ်တို့အလွန်ပျော်ရွှင်နေကြတာပေါ့။လာတို့မင်းစိတ်မပူနဲ့ငါတို့ဒီဥတွေကို အရန်ခယူဆိုင်ကြမယ်။တကောင်ရံမှာလတားကဥရီရဲ့အနံကိုရှူပြီးတောထဲသို့ရောက်လာခဲ့ပါတယ်။ဟုတ်တယ် ဒီနားတဝိုက်ခါနေဥရရဲ့အနံ့နေအများကြီးထွက်နေတယ်။မနှက်ပြန်ကစီးပွားရေးအဆင်ပြေမှာတည်ကြတယ်။ပြောနေတာကြားတယ်အလုတ်စားလိုက်ရအောင်။နောက်နေ့မနှက်မှာပဲလာတို့ရဲ့ဥနှလုံးလုံးပျောက်သွားပါတယ်။ဒါပေမဲ့လာတို့နဲ့ဘလူးငတ်တို့ကအေးဆေးတည်ငြိမ်စွာရပ်နေကြပါတယ်။အဲ့ဒီအချိန်မှာပဲကာလူကြီးကန်းရောက်လာခဲ့ပါတယ်။ကာလူကြီးဟိတ်လာတို့မင်းဦးလီလည်းအခိုးခံလိုက်ရပြီလား။ဟုတ်တယ်ကာလူကိုသွားကြစို့ငါဘရင်ထံမှာတိုင်ကြားလိုက်မယ်။ အဲ့ဒီလိုလှုပ်ရှားမလို့ဘူးကာလူကိုမင်းပြင်းနဲ့သူ့ရဲ့စစ်သားတွေကိုငှက်တွေရဲ့ဈေးထဲကိုခေါ်လာပေးပါငါတို့အဲ့ဒီမှာမင်းကိုစောင့်နေမယ်ဟုတ်ပါပြီကာလူကြီးကဘယင်းစီကိုအ мян သွားခဲ့တာပုံ လာဒူနဲ့ဘလူးငှက်တို့ကလည်းဈေးထဲကိုထွက်သွားကြပါတယ်လာဒူရဲ့အစီစဉ်တိုင်းလတာကြီးကလည်းသူ့ရဲ့တွန်လေပုံမှာဥရီကိုရောင်းနေပါတယ်ဥရီရမယ်နော်ဥရီရမယ်ဥပူပူလေးတွေလာဝဲကြပါလက်ဆက်တဲ့ဥရီရမယ်နော်ဥပူပူလေးတွေလာဝဲကြပါ ကာလူကြီးကန်းကဘယင်းနဲ့အတူဈေးထဲကိုရောက်ခဲ့တာပေါ့ဘယင်းကြီးဒီလိုဖြစ်လာတာကိစ္စတစ်ခုကြောင့်ပါကောင်းနာကဘယင်းကြီးကစစ်သားတွေကို ခေါ်လာတာပဲငါတို့အားလုံးရှာနေတဲ့ဥတခိုးကဒီလက်ထပါပဲဘာပြောတယ်ဒါတကယ်လားဟဲ့မင်းဘာ ड़ी ပြောနေရလဲငါဥတခိုးဆိုတာဘာတက်တည်ရှိလဲဘယင်းကြီးဒါကတက်တည်ပါငါတို့ဥတွေကိုအမတ်သားအနေနဲ့စူးစီးတုတ်ထားတယ်ဒါကငါတို့စူးစီးတုတ်ထားတဲ့ဥတွေပဲ ။အိုးဒါကငါဘာလို့မမြင်လိုက်ရတာလဲ။အခုငါဘာလို့ရမလဲ။ဒီကနေထွက်ပြေးလိုက်တာပဲအကောင်းဆုံးပဲ။လက်တာကြီးကထွက်ပြေးဖို့ကြိုးစားပေမဲ့ပရင်ရဲ့စစ်သားများကသူ့ကိုဖမ်းလိုက်တာပေါ့။လာတို့မင်းကိုအရန်ကျေးဇူးတင်နေ။မင်းရဲ့ဉာဏ်ပညာကြောင့်ဒီတကိုးကိုဖမ်းမိခဲ့တယ်။မင်းဟာမင်းရဲ့ဥတွေကိုစွန့်စားပြီးဒီလောက်ကိုလောက်ခေတာပဲငါကြိုပြောခဲ့တယ်လို့စုလက်အနေနဲ့မင်းကိုတစ်ပင်ကြီးပေါ်မှာအလကားတိုက်ဆောက်ခွင့်ပေးတယ် ဒီလိုနဲ့လက်ထောက်ကိုတော့ဒီတော့ကနေနှင်ထုတ်လိုက်ကြပါတယ်။ကာလူကြီးကန်ကလည်းဦးများအလုံးကိုမိဘများထံပြန်လဲဖြန့်ဝေပေးခဲ့ပါတယ်။ဟေးဒီဦးကဘသူရဲ့ဟာလဲဘသူပိုင်တာလဲလာယူလိုက်ကြ။နှစ်ရက်ကြာတဲ့အခါမှာမီနူးမမကသူ့ရဲ့ဦးကိုလာယူမဲ့သူဘသူမှမရှိခဲ့ပါဘူး။တနေ့မှာတော့ထိုဦးကနေကြီးကလေးတစ်ကောင်ပေါက်လာခဲ့ပါတယ်။မာမီ မာမီဒါပါဖြစ်သွားတာလေ။ဦးကနေပေါက်လာတာကကြီးကလေးပဲ။ အခုဒီကလေးကိုတစ်တလုံးငါဒီလိုပဲပြုစုရတော့မှာပေါ့ဒီလိုနေပင်တောအုပ်တစ်ခုလုံးကပျော်ရွှင်မှုတွေနဲ့ပြန်လဲပြည့်နှက်သွားခဲ့ပါတော့တယ်